ခင်ဗျားလုံးဝမင်္ဂလာပါဗျာမင်္ဂလာပါနော်မင်းညတော့ကျွန်တော်တို့6ပွဲပြီးတဲ့အချိန်မှာပဲအားလုံးပေါင်း9ပွဲလောက်ထိမင်္ဂလာဖြစ်သွားရနော်အာဆင်နယ်တပွဲပဲဒါကျွန်တော်တို့နည်းနည်းထိခိုက်ဖြစ်သွားတယ်အဲ့တော့ကွန်မန့်လေးတကြောင်ပဲဖတ်ပြအောင်ပဲဗျာနော်ဟာဟာတဲ့အယူဝဲယုံပဲမနေတော့ဘာလေးကတ်တွေကြားခဲ့လဲဆိုတာလေးပြမယ်နော်မနေတော့ကြားခဲ့တဲ့ကတ်တွေမှာပေါ့နော်ဒါမန်စီကတ်ဆိုလဲကောင်းတယ် ။ Man City ဆို3လုံးထည့်သွားရနော်။ Newcastle နဲ့ Burnley နဲ့ပွဲမှာဆိုရင်ဟိုဘက်က Burnley ကြထားတဲ့ကတ်က Dettawa နဲ့မျောစင်ကြီးနဲ့ပေါ့နော်။ဒါမျောစင်ဘောကပြုတ်ကြပြီးအခြေအနေဆိုးနေတဲ့အချိန်မှာ2-1နဲ့နိုင်သွားတယ်။နောက်ထပ်တစ်ပွဲ Spurs နဲ့ Brentford ကလည်း Tawa က Brentford မှာပြန်ကြသွားသေးတယ်။အဲ့ဒီပွဲမှာလဲစပါးကနှလုံး0 2-0နဲ့နိုင်သွားတယ်เนาะညအေဗာတန်ပွဲဆိုလဲအေဗာတန်ကတော်တော်လေးကောင်းတယ်နော်တင်းဟောင်း3လုံးထည့်သွားတယ်เนาะ ုံမောက်ခြေစည်းဆိုရင်လေဒါခြေစည်းကက the fool နဲ့အယူတယောက်လိုလမ်းပြောက်ပြီးရောပေါ့နော်ဘုံမောက်ကလည်းဒါဘယ်အခြေအနေရောက်မှန်းမသိရကဒါမနေုံကဗီဒီယိုတစ်ချက်ပြန်သွားကြည့်လိုက်ရင်သိတယ်ပေါ့နော်အဲဒီတော့မနေုံကတော့ကျွန်တော်တို့လေးဘွဲရတော့အလွတ်အကျွတ်ကြီးပဲအောင်ရတယ်နောက်ထပ်ကျွန်တော်ရဲ့မန်မာချက်ကိုကြီးတွေရတော့ဒါမန်စီနဲ့ပေါ့နော်မန်စီနဲ့စေအေးချမ်းသာဆိုတာ3-0နဲ့အနိုင်ရသွားတယ်အဲဒီတော့ညတော်တော်လေးလေးအောင်သွားတယ်ဗျာနော်အဲဒီတော့ ကျွန်တော်ထင်တာကတော့3ကက်လေးရင်းနဲ့လည်းဆိုင်မလားမသိဘူးဗျာနော်မနေ့က3ကက်လေးတွေစပြီးတော့ကြည့်ရဲအဲမနေ့ကပဲတော်တော်လေးအဆင်ပြေသွားတယ်ကန်ဆိုးတဲ့အကိုတွေကမလောင်ရအောင်ထင်တယ်ဗျာနော်အဲ့တော့ကျွန်တော်ဒီနေ့လည်းဒါ1 2 3ကက်လေးရင်းနဲ့သွားလိုက်မယ်ဗျာနော်ကဲအဲ့တော့စပြီဗျာကဲအဲ့တော့ကျွန်တော်တို့မနေ့ကလိုပဲဗောနော်1 2 3ကက်လေးရင်းနဲ့ကိုဒီနေ့နဲ့ပတ်သက်ပြီးတော့ဝေကြီးဝင်ကင်းရှိမလားငွေအထွက်ရှိမလားဗောနော်ကဲငွေဝင်ကျဲမလားဘာတွေဖြစ်မလဲလာပြီဗျာ ဒီဘက်ကတော့ကျွန်တော်တို့နံပါတ်1ပါဒီဘက်ကတော့နံပါတ်2ပါဒီဘက်ကတော့3ပါဗျာကဲအဲ့တော့ကျွန်တော်တို့ဒီနေ့မှာဗောနော်ဒီဒီနေ့ညမှာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ဒါကိုရွေးချယ်လိုက်တဲ့အသင်းတွေကအမှန်ကန်အတိုင်းပဲကြာသွားမလားကိုယ့်ရဲ့ကံကြမ္မာကဘာဖြစ်မလဲဆိုတာကိုဒီမှာတကယ်ရွေးချယ်ပြီးဗောနော်အဲ့တော့ရွေးချယ်ပြီးရင်စမယ်နော် ။ကဲအဲ့တော့ကျွန်တော်တို့ထုံးစံတိုင်းဒီဘက်ကနံပါတ်1ကနေစလိုက်မယ်။ကဲနံပါတ်1ကိုရွေးချယ်ထားပါတယ်ဆိုရင်တော့ Oh my god ကဲနံပါတ်1ကိုရွေးချယ်ထားပါတယ်ဆိုတော့ချက်ကိုကြီးတွေတော့ကတော့အစင်တော့မပြေဘူးဗျာနော်။ဒီနေ့နဲ့ ဒီနေ့မှဒါပြောရမယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲဆုံရှုံစရာတွေရှိတယ်ပြောရမယ်ဆိုအကျွေးတောင်းခံရတာမျိုးတွေအဲနောက်ထပ်ပေါ့နော်အရင်တော့ကဲကိုကမပေးနိုင်တဲ့လူတွေကအတင်းတောင်းနေတာမျိုးတွေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးကိုကဟိုတိတ်ခါကြတာမျိုးတွေအထိပါကြုံနိုင်နေပေါ့နော်အဲ့တော့လာမင်းကိုခွေးဟောင်းနေတယ်အဆင်မပြေဘူးနံပါတ်1တမားများအနေနဲ့ဒီနေ့ညမှာတော့ဘောလုံးပွဲလေးကိုနားထားပေးပါလို့ အကြံပေးပြပါစီမနေ့ကတော့နံပါတ်3ကတော်တော်လေးအချိန်နေဆိုးတယ်ပေါ့နော်အဲ့တော့နံပါတ်2ဗျာကဲကံကောင်းပါစီဗျာနံပါတ်2ကိုရွေးချယ်ထားကြရဲဆိုရင် oh my ဟာဟုတ်တော့ဟုတ်နေပြီဒီနေ့ကတော့1 or 2ကအချိန်နေမကောင်းညာနော်ကဲမနေ့ကဒါဘန်လီနဲ့ breakfast မှာအရှုံးကြီးရှုံးသွားတဲ့ data ဟာကနံပါတ်2သမားများအတွက်ပြန်ပြီးကြာနေပေါ့နော် ဲ့တော့နံပါတ်2ကိုရွေးချယ်ထားရဆိုရင်လည်းဒီနေ့နဲ့ပတ်သက်ပြီးတော့ငွေကြေးဆုံးရှုံးမှုတော်တော်လေးများတာမျိုးတွေကြုံနိုင်တယ်။ကိုကဆုံးဖြတ်တိုင်းလည်းဆုံးဖြတ်ချက်တွေကလွဲသွားတာမျိုးပေါ့နော်။ကိုဘက်ကိုကဒီဘက်အသင်းလောင်းရင်ဟိုဘက်ကနိုင်သွားတာမျိုးဂိုးပေါ်လောင်းရင်ဂိုးပေါင်းအောက်သွားတာမျိုးအောက်လောင်းရင် ပေါ်သွားတာမျိုးပေါ့နော်။အဲ့လိုမျိုးတွေနဲ့ငွေကြေးဆုံးရှုံးမှုတွေရှိတယ်1 on 2တော့ဒီနေ့ပြောရမယ်ဆိုရင်တော့ပွဲကြီးပြိုင်သက်လေးပဲလှုပ်ပေးပါလို့ပြောချင်ပါတယ်တကယ်လို့များ ကိုကဆန္ဒရှိရယ်ဆိုရင်မှန်ပါဝင်နေတယ်ဆိုရင်ကျွန်တော်ရဲ့ Viber 39963432322မှာလာရောက်ပြီးတော့ဗောနော်မှန်ပါဝင်လို့ရပါတယ်ကဲအဲ့တော့နောက်ဆုံးနံပါတ်3ဗျာကဲစိတ်မကောင်းဗျာနော်နံပါတ်1နဲ့2အတွက်တော့စိတ်မကောင်းဆိုရင်မယ်လဲနံပါတ်3ကဘာ၄လာမလဲโอเคနံပါတ်3ကတော့ဒီနေ့မှာအကောင်းဆုံးပုံစံမျိုးလေးနဲ့ဒါ နောက်ဆုံးပိတ်မှာအိမ်နဲ့လွယ်သွားပြီ။ကဲနံပါတ်3ကိုရွေးချယ်ထားရဲဆိုရင်တော့ကျွန်တော်အကိုတွေကဒီနေ့မှာအရှင်ပြေစိတ်ချမ်းသာစရာ ဖြစ်လောက်တယ်ဗောနော်။ဒါငွေကြီးအရှင်ပြေမှုမျိုးတွေနဲ့ဒါအရှင်ပြေနေမယ်။ကိုကဘဝဲလောင်းမိမယ်။တခြားဘက်ကလည်းဝင်ငွေရနေတာမျိုးတွေနဲ့ဗောနော်။နှစ်ခုသုံးခုဝင်ငွေနဲ့အရှင်ပြေနေတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီဘက်က1နဲ့2အတွက်တော့အဆင်မကောင်းဆိုပေမဲ့ number 3ကတော့ဒါတော်တော်လေးအရှင်ပြေနေတယ်။ကဲအဲ့တော့ number 3 တမချစ်ကိုကြီးများပေါ့နော်ကျွန်တော်ဒီနေ့အားလုံးပေါင်းခုနှစ်ပွဲပေးပါမယ်ခင်အဲ့တော့ပွဲလေးစမယ်ဗျာနော်တကယ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ရသေးတဲ့ချစ်ကိုကြီးတွေက subscribe လေးနှိပ်ပြီး subscribe နှိပ်ပြီးသားချစ်ကိုကြီးတွေကတော့ကျွန်တော် VPN လေးခံပြီးတော့တဖန်ပြန်လဲကြီးစုပေးလို့ရပါတယ်ဆိုတဲ့အကြောင်းပြောရင်ကျွန်တော်တို့ပွဲလေးစမယ်ဗျာနော်ပွဲလေးစလိုက်ပါမယ်ခင်အဲ့တော့ကျွန်တော်ပထမဆုံးတော့ဗျာနော်ကျွန်တော် Premier League ရဲ့ပထမဆုံးတော့ဖြစ်တဲ့ ရှစ်ခွဲပွဲပေါ့နော်ရှစ်နာရီ30မှာကံမယ် Brighton နဲ့ Wahan နဲ့ပါလာပြီဗျာဒီပွဲကတော့ကျွန်တော်တို့ Brighton က15ပြားလို့เนาะ15ပြားအရှုံးတော့1တီတို့အဲ့လိုကြီးမျိုးလေးတွေပေါက်လိုက်မယ်ဂိုးပေါင်းကတော့3လုံး10ပြားနိုင်မှာလာပါပြီကဲဒီဘက်ကတော့ကျွန်တော်တို့ Brighton မှာဒီဘက်ကတော့ Wahan မှာ ကံကောင်းပါစီဗျာလာပြီ။ line ဒင်းရင်းနေပါလာကောင်းပြီဗျာ။ကဲလာပြီဗျာเนาะ brighton one ပြာစွန်ရှုံဒါမှမဟုတ် one သိရေပေါ့เนาะတရားရင်းတရားချင်းမတူလာပြီဗျာ brighton ။ ఓ ကဲ brighton ကတော့မျက်မျက်တက်တာပုံစံလေးမှာပဲတွားနေတယ်ဗျာเนาะ။အဲ့တော့ဒီမှာတွေးနေရတဲ့အချိန်မှာကျွန်တော် Brighton ကတော့ဒါ Justin နဲ့ သူကမင်းတလုံးရှုရင်ငါတလုံးရှုမဲ့အနေထားမျိုးမကောင်းဘူးဆိုတဲ့အခြေအနေတော့မဟုတ်နေဘူးအဲ့တော့ဒီဘက်ကဝဟန်ဝဟန်ကရောဘာတွေလောက်ပြအိုးဝိုင်ကော့အသေးပုံမြားဆိုင်လာပြန်ပြီလို့နော်မနေ့ကတော်တန်ဟော့စပါအသေးပုံမြားဆိုင်ကြတယ်စပါကဒါပြောမယ်ဆိုရင်တော်တော်လေးနည်းနည်းဒီဒီຢာဒီမှာပေါ့နော်နည်းနည်းအခြေအနေဆိုးနေတဲ့နေထားမှာတော့မနေ့ကနှလုံးပြန်ရှူးသွားတယ်ဗျ ခု Brighton Wham မှာကလေဒါအောက်သင်းလေးဖြစ်တယ်ဒီဘက်ကအသေးပုံမြားဆိုင်နဲ့ကြံ့နေရတော့ဒီဘွဲကိုတော့ကျွန်တော်ဒီဘက်က Wham ကိုပဲပြီးလိုက်မယ်ဗျာနော်ကြီးကတော့ပြောတဲ့တိုင်းဒီဘက်က1ပြားစွန်ရှုံးပါနော်တလုံးပြားစွန်ရှုံး1သိရီလို့ပေါက်လိုက်မယ်ကဲအဲ့တော့ကျွန်တော်တို့ဒုတိယတပွဲလေးဆက်သွားမယ်ဗျာနော်ကဲဒီတပွဲကတော့ဒုတိယတပွဲပါ Premier League ရဲ့ကျွန်တော်17နိုင်မှာကင်မယ်ပေါ့နော် Fulham နဲ့ Crystal Palace ပါ ဖူဟန်ကဒီပွဲမှာဖူဟန်ဘက်ကပေါ့နော် level 10ပြားပါ level 10ပြားအရှုံးပေါက်ထားပါတယ်ဂိုးပေါင်းကတော့3လုံး60ရှုံးပါအဲ့တော့စပြီဗျာဒီဘက်ကတော့ဖူဟန်ပါဒီဘက်ကတော့ကျွန်တော်တို့ခရစ်စတယ်ပေးလိပါကဲကံကောင်းပါစေဗျာလာပြီဗျာကဲကြီးကတော့ဟိုပြောမှဆိုရင် ဒဲတဲ့ကြီးလောက်ပဲဗောနော်မကွာဘူးအဲ့တော့ဘာတွေဆက်ဖြစ်မလဲဆိုတာတစ်ချက်ကြည့်လိုက်မယ်လာပြီဖူဟန်အိုးကဲဖူဟန်ကတော့အတင်းလုံးစီစီညီစီစီလုံးလုံးဗောနော်ညီညွတ်ညွတ်လေးနဲ့ကစားသွားမဲ့ပုံစံမျိုးလေးတော့ဒါတွေ့နေရပြီအဲ့တဲ့ဒီဘက်က crystal ဘဲလေးကိုတစ်ချက်ကြည့်လိုက်ရင်အဖြေတော့တည်ကဲလာပြီဘဲလေးဘဲလေး Oh my god ခရစ်စတယ်ဘေးလေးကတော့အခက်ခဲအကြက်တဲနေရင်ဆိုင်ပြီးတော့ဒီပွဲမှာလှုပ်လို့တော့မရဘူးဆိုတဲ့ပုံစံမျိုးထိတော့ဖြစ်သွားနိုင်မယ်ပုံစံမျိုးသွားနေပြီပေါ့နော်။ကဲအဲ့တော့ကျွန်တော်တို့ဒီပွဲကလည်းဒီမှာဒီလိုမျိုးဒီလိုမျိုးပေါ့နော်။ဒါရှင်းရှင်းလင်းလင်းလေးဆိုရင်တခါတည်းပဲအဖြေပေးလို့ရတယ်။ brother တို့လည်းဒါကြီးလိုက်တာနဲ့တန်းပြီးတော့သဘောပေါက်တယ်ပေါ့နော်။အဲ့တော့အများကြီးပြောစရာမလိုဘူး။ဒီဘက်က full hand လေးကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါမယ်။ကဲအဲ့တော့နောက်ထပ် ၃ပွဲမြောက်ပြန်เนาะဒီနေ့အားလုံးကကျွန်တော်ခုနှစ်ပွဲထိကြည်ပေးထားပါတယ်ကျွန်တော်အချိန်အရရလို့လေးပေါ့เนาะအားလို့လေးကြည်ပေးထားပါတယ်အဲ့လိုကျွန်တော်တို့၃ပွဲမြောက်လေးသွားမယ်ဗျာကယ်ဒီပွဲကတော့ကျွန်တော်တို့၃ပွဲမြောက်ဖြစ်တဲ့စပိန်လာလီဂါရဲ့ပေါ့เนาะ9:40နာရီ5မိနစ်မှာကံမယ်ဗလန်စီယာကအမဟုတ်ပါဗလန်စီယာ ਨੇ အဲစီဗီလာ ਨੇ ပါเนาะကဲဗလန်စီယာကကျွန်တော်လေဗယ်80ရှုံးပေးထားတယ်ဂိုးပေါင်းကတော့၃လုံးအဲ sorry

ကျွန်တော်တို့ယူဆထားတယ်ဒါပေမဲ့ brother တို့ကတော့ကိုက1 2 3မှာဘာကလေးကြလဲဆိုတာကိုစဉ်းစားပါ1 on 2ကအခြေအနေမကောင်းဘူးကဲအဲ့တော့လာပြီ plan စီရပိုအသင်းလေးဗျာ oh my god ကဲအနိုင်လေးတွေတော့ယူဆောင်ပေးလာနိုင်တယ်ဗျာဒါပေမဲ့နည်းနည်းလေးတော့ပင်မနေတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒီဘက်ကကျွန်တော်တို့ CB လာ CB လာကရောဘာတွေဖြစ်မလဲတေးကြအသေးကွဲလာပြီ oh my god ကဲ okay. ဇီဝီလာကလည်းသွားရှုပ်လို့မရဘူးဗျာနော်ပြင်ပြီးတိုက်ခိုင်းမဲ့နေသားတစ်ခုမှတော့ရှိနေတယ်ကဲပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲကတော့ဒါနှစ်သင်းစလုံးကပေါ့နော်တိုက်ခိုက်မယ်ပြောမယ်ဆိုရင်တိုက်ခိုက်မယ်ဆိုတာအဲနှစ်သင်းစလုံးကဒါတက်ညီလက်ညီနဲ့အပြိုင်ဆိုင်ပေါ့နော်ဒါစော်သွားမဲ့အနေထားမျိုးမှရှိတယ်ဒီဘက်ကအဲပြောမယ်ဆိုရင်တော့ဘလန်စီယာကတော့ပူပြီးတာနေပြီဗျာနော်ဒုံအညွန့်နဲ့သူကလိုချင်တဲ့ပန်းနိုင်အောင်ရောင်းအောင်လှမ်းနိုင်မယ်ဒီဘက်ကတော့ကာကွယ်မယ်စောင်းရှောက်မယ် အဲပြန်ပြီးခိုးကန်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲကိုတော့တခါတည်းတပွဲကိုပြက်ပြက်သားသားရွေးချယ်ပေးပါချက်ကိုကြီးဆိုရင်တော့ဒီဘက်ကဘလန်စီယာကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါမယ်ကဲအဲ့တော့နောက်ထပ်တပွဲပြန်နော်ဒါတော့၃ပွဲမြောက်ဖြစ်သွားပါပြီကဲနောက်ထပ်၄ပွဲမြောက်လေးဗျာကဲဒါကတော့ကျွန်တော်တို့ဂျာမနီဘွန်ဒက်လီဂါရေပေါ့နော်နှစ်ပွဲအစောဆုံးနှစ်ပွဲဖြစ်တဲ့တပွဲရပေါ့နော်၉နာရီမှာကင်မယ်ဒီတပွဲရဟမ်ဘတ်နဲ့ ဝါတာဘရီမင်နဲ့ပါဟမ်ဘတ်ဝါတာဘရီမင်ကိုဟမ်ဘတ်က level 30ပေးထားတယ်ဂိုးပေါင်းကတော့ကျွန်တော်တို့3လုံး60နိုင်ပါကဲအဲ့တော့ဒီဘက်ကဝါတာဘရီမင်နော်လာပြီဗျာကဲကံကောင်းပါစေဗျာကဲလာပြီဒီဘက်ကဟမ်ဘတ် လေဘယ်30ပေးထားတယ်ဆိုတဲ့အနေထားမှာဘာတွေလုပ်ပြမလဲ။အိုးပြပြနော်အခုနောက်ပိုင်းကတော့ဒီလိုမျိုးဒတာဝါရီနေပြီးတောက်လျှောက်ပြနေရောတာကဲအဲ့တော့ဒီဘက်ကဝါတာဘရီမင်အော်အတင်းလေးဖြစ်တယ်ဝါတာဘရီမင်လေးဘာလုပ်ပြမလဲ။ညီလေး Oh my god ကဲကောင်းဆုံးဝင်နော်ကြိုက်တယ်ဒီလိုမျိုးတွေပဲဒဲပြနေတာမျိုးကြိုက်တယ်။ ဒီမှာဆိုလို့ရှိရင်တော့ဒါသူက water premium ကကောင်းကောင်းကြီးဒီပွဲကိုထိန်းချုပ်သွားနိုင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ဒီဘက်က handbag ကတော့ဒီမှာ the tower နဲ့တော်တော်လေးကိုဒါဒုက္ခရောက်တာမျိုးတွေအနေကက်တွေကြတာမျိုးမနည်းရဆိုအန်အောင်ကိုကောင်းတယ်နော်။ဒါ breakfast ဆိုနေရယ် ban လေးဆိုလည်းတယောက်နေရယ်။အဲ့နေရမှာ the tower တွေနဲ့ဒါမနေတော့ကျွန်တော်ရဲ့ video ကိုတစ်ချက်ပြင်ကြည့်လိုက်ရင်သိရယ်။နောက်ဆုံးနှစ်ပွဲပါ man city အဲ sorry newcastle ban လေးနဲ့ တော်တင်ဟန်နဲ့ဘရက်ဖို့နဲ့အဲ့နှစ်ပွဲစလုံးမှာဒီတတဝါကက်ကဒီဘက်အချမ်းမှာကြာတယ်နော်အဲ့တော့မနေ့ကကတ်တွေကိုပြန်ကြည့်လိုက်ရင်သိတယ်အဲ့တော့ဒီပွဲမှာလေကျွန်တော်တို့ဒီဘက်ကဝါတာဘရီမင်ကိုရွေးချယ်ပေးလိုက်ပါမယ်အဲ့တော့နောက်ထပ်တစ်ပွဲသွားမယ်ဗျာကဲအဲ့တော့နောက်ထပ်တစ်ပွဲပါကဲဒီပွဲကတော့ကျွန်တော်တို့၅ပွဲမြောက်ဗျာနော်၅ပွဲမြောက်ဗျာ7နိုင်မှာကင်ပါမယ်ဒေါ်မွန်နဲ့ဟော်ဖန်ဟိမ်းမှာ ဒွမ်မွန်ကတော့ဒီဘွဲမှာ1 10ပြားနိုင်ပေါ့နော်1 10ပြားနိုင်လို့15ပြားနိုင်လို့အဲ့လိုထိပောက်လိုက်မယ်ဂိုးပေါင်းကတော့3လုံး60ရှုံးပါကဲအဲ့တော့လာပြီဗျာဒွမ်မွန်နဲ့ဟော့ဖန်ဟိမ်းပါဒီဘက်ကတော့ဒွမ်မွန်ဒီဘက်ကတော့ဟော့ဖန်ဟိမ်းပါကဲကံကောင်းပါစီလို့ဆူတောင်းရင်းနေပြီလာပြီဗျာလာပြီเนาะ ဒေါ်မွန်ဟော်ဖန်ဟင်းလာပြီးဒေါ်မွန်လေးဝမ်းဆဲ့ပြနိုင်ပြနော်ကဲဝမ်းဆဲ့ပြနိုင်လေးအိုးမိုင်ဂေါကဲခြေလေးကိုင်တစ်ဖက်ကတော့ကဲလောလောဆယ်ကတော့ဒက်စတာလေးနဲ့တိတ်ပြီးတော့အခြေအနေမကောင်းဘူးမြန်နော်အရင်ဆိုးရွားနေတာမျိုးတော့မဟုတ်နေဘူးဒါပေမဲ့ဒီဘက်ကဟော်ဖန်ဟင်းလေးကိုတော်တော်လေးသိကျင်သွားပြီဟော်ဖန်ဟင်းလေးဘာအဖြစ်ထွက်မလဲ Oh, fan, hey, oh my god. Give me. ဒီပွဲမှာကတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီဒေါမွန်နဲ့ဟော်ဖန်ဟိန်းနဲ့နှစ်ခုလုံးရဲ့ကဲ့အနေထားမှာကတော့ဒီဘက်ကဒေါမွန်ကကြတော့ဒါဒက်စတာနဲ့ပေါ့နော်သူများပြောဆိုခံနေရတယ်အာဟိုလောလောဆယ်ကတော့ကိုကအရှက်တကွဲကျိုးနေကိစ္စတွေဒါဖြစ်နေရမျိုးတွေကြုံနေရဗျာနော်ပြောမှဆိုရင်ဒီပွဲမှာဒေါမွန်ကဒီဘက်ကဟော်ဖန်ဟိန်းကအနိုင်ကျင့်တာမျိုးပဲခံရလိမ့်မလားဆိုတာမျိုးတွေဖြစ်သွားပြီအဲ့တော့ တေချာတပွဲလေးရွေးပေးပါချက်ကိုကြီးဆိုရင်တော့ဒီဘက်ကဟော်ဖန်ဟင်းကိုပဲရွေးချက်ပေးလိုက်မယ်ဗျာနော်။ဟော်ဖန်ဟင်းကဒီပွဲမှာကကျွန်တော်တို့ဒါတော်တော်လေးကစားကွက်ကောင်းကောင်းစော့တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းဒါအတင်းရဲ့စီးလုံးညီညွတ်မှုတွေနဲ့အတူပေါ့နော်။ကျွန်တော်တို့ဒီနောက်ဆုံးများအရင်ဟိုကိုကပြန်မရှူးနိုင်ခဲ့ဘူးဆိုရင်တော့မှဒါဒုံမုံကိုတေချာလောက်တဲ့အထိပြန်ထိန်းကစားသွားလို့ရနိုင်တယ်ဆိုတော့ကံမျိုးကြထားတယ်။အဲ့တော့ ဒီပွဲကတော့ကျွန်တော် Orphan Hing ကိုပဲရွေးချယ်ပေးလိုက်ပါမယ်။ကဲအဲ့တော့ကျွန်တော်တို့နောက်ထပ်6ပွဲမြောက်ပြန်နော်။အားလုံးပေါင်းက9ပွဲပေးထားတာဖြစ်လို့ချက်ကိုယူအနေနဲ့ကိုနဲ့အကြိုက်တူတယ်ဆိုလို့ရှိရင်လည်းဒါယူဆော့ပြီးတော့ဗောနော်။ကိုကရောဘာအတင်းနေချလဲ။ဘာပွဲလေးကြိုက်လဲဆိုတာလေးကို comment မှာတစ်ချက်ရေးခဲ့ပေးလို့ရပါတယ်။ကဲအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲပြန်နော်။ကဲကျွန်တော်တို့ဒီတပွဲကတော့ဗောနော6ပွဲမြောက်ဖြစ်တဲ့ CDA ဗောနော အစောပိုင်းဖြစ်တဲ့၈နာရီ၃ဆင့်မှာကင်ပါမယ်။ကေကလီယာရီနဲ့ရိုမားနဲ့ပါ။ဒီပွဲမှာရိုမားကကေကလီယာရီကို190အနိုင်ပါ။ဂိုးပေါင်းကတော့နှလုံး90ရှုံးပါ။ကဲအဲ့တော့ပွဲလေးစပြီဗျာ။ကဲဒီဘက်ကတော့ကျွန်တော်တို့ကေကလီယာရီဗျာ။ဒီဘက်ကတော့အပေါ်အသင်းလေးဖြစ်တဲ့ရိုမားဗျာနော်။140အထိပေးထားတယ်။ဘာတွေလောက်ပြသွားမလဲ။ ကဲအောက်တင်းလေးကနေစာပြီးကြည့်ရမှာဆိုတော့ပူပြီးရှင်ခုံသွားပြီကဲလာလိုက်တော့ကဲကလီယာရီ oh my god ကဲကလီယာရီကတော့ဒါခွက်ပလားတွေကို၃လုံးကမှောက်ပြီးတော့နှလုံးကထောင်နေရပါတော့အဲ့တော့ကျွန်တော်တို့လောလောဆယ်မှာကတော့ဒီဝင်းနဲ့ဒီနေ့နဲ့ပတ်သက်ပြီးတော့ဒီနေ့ညမှာသူကဒီကျွန်တော်ရိုမားကိုပေါ့နော်ရိုမားကိုဘလုံးမအစင်မပြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးတော့သွားနေပြီအဲ့တော့ဒီဘက်ကကောင်လေးကိုတစ်ချက်ထက်ကြည့်လိုက်မယ်နော်ကဲရိုမား 140နိုင်ဒီပေါက်ထားတယ်။ဘာတွေလုံးပြမလဲ။ Oh my god. ကဲတော်တော်လေးတော့လှသွားပြီဗျာနော်။ကြီးလိုက်တာနဲ့ဟိုဒါရူမာကတော်တော်လေးကောင်းနေတဲ့ကန်နဲ့ကိုယ့်ရဲ့အသင်းကလူတွေကဒါစီလုံးညီညွတ်စွာနဲ့ဗောနော်တယောက်နဲ့တယောက်အပြန်လန်ပေးယူပါ냐အကုန်လုံးကောင်းကောင်းနဲ့ဒါအနိုင်ယူသွားမယ်လိုချင်တဲ့ supply တွေကိုပါရယူသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီဗျာနော်။အဲ့တော့ကျွန်တော်ဒီဘွဲမှာလေဒီဘက်ကရူမာကိုပဲပေးလိုက်ပါမယ်ဗျာနော်။ ကိုယ်ရီတောက်လျှောက်မှာတော့အကုန်လုံးကိုကျွန်တော်တေးချလေးတပွဲချင်းစီကြည့်ပေးထားပါတယ်။ brother တို့အနေနဲ့ကျွန်တော်6နိုင်6နိုင်ကိုရေပေါ့နော်အလုံးလုံးအဲ့လောက်အတွင်းမှာပဲတခါဗီဒီယိုလေးတွေကိုတင်ဆက်ပေးနေပါတယ်။ကြည့်အဲ့တော့ကျွန်တော်နောက်ဆုံးပွဲလေးပြန်နော်။ကြည့်ကျွန်တော်နောက်ဆုံးပွဲပါဒီပွဲကတော့ကျွန်တော်ည7နိုင်30မှာကင်ပါမယ်။လာစီယိုနဲ့ဘိုလော့ညာပါ။လာစီယိုကကျွန်တော် level 30အထိပေးထားတယ်။ဂိုးပေါင်းကတော့နှလုံး30အရှုံးပါ။ ကဲအဲ့တော့စပြီဗျာစပြီဗျာကဲဒီဘက်ကတော့ကျွန်တော်တို့လာစီယူပါဒီဘက်ကတော့ဘူလောညာပါကဲကံကောင်းပါစေလို့ဆူတောင်းပေးရင်းနဲ့ပဲကဲလာပြီလည်းပဲ30အရှုံးပေးထားရဆိုတော့ဆရာကြီးဘာတွေလောက်ပြသွားမလဲလဲကဲလာစီယူဗျာလာစီယူနော် ဒီကလေးတွေကကက်ကတော့ကောင်းဝင်ပဲဒီကကြရဲကောင်းနေတာတိတ်မကောင်းတာတော့များနေပြီဗျာနော်ကဲအဲ့တော့ဘိုလ်လုံးညာလေးလာပြီဘိုလ်လုံးညာဘာတွေလုပ်ပြမလဲ Oh my god ကဲလာတော့လာတော့ရေနော်ပုံမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ပွင့်လင်းမဲ့ဒါပြောပြမယ်ဗျာဒီလာစီယူကြရဲကက်ကဒါပုံမှန်တိုင်းကျွန်တော်တို့အပြင်လောကရဆိုကက်ကတော်တော်လေးအဆင်ပြေကောင်းနေဆိုတဲ့ပုံစံမျိုးဒါပေမဲ့လေဒီဘောလုံးဝင်းနဲ့ပတ်သက်ပြီးရော ျွန်တော်ကြက်ကြနေရ3လေးခါကိုဒီကောင်ကမနိုင်ဘူးဖြစ်ဖြစ်နေတာဗျအဲ့အသေးပုံများဆိုင်လို့ပဲအသေးပုံများဆိုင်ဒီအပြင်အခြေအနေမှာမကောင်းဒါပေမဲ့ဒီဘောလုံးပွဲမှာဆိုအဲ့အသေးပုံများဆိုင်ကတောက်လျှောက်နိုင်တာအဲ့လိုဖြစ်နေအဲ့တော့ကျွန်တော်ကအဲ့ဒါလေးကိုလည်းသတိထားပြီးရတယ်ဗောနော်အဲ့တော့ဒီလိုကနေထားမှာဒီဘက်ကလည်း justice ဒီဘက်ကလည်းဒီကောင်ကြာနေအဲ့တော့ကျွန်တော်ဒီပွဲကိုတော့ဒါပွင့်လင်းပဲပြောလိုက်မယ်ကျွန်တော်အခုအားလုံးပေါင်း9ပွဲကြည့်ပြီးထားတယ်6ပွဲဆက်တိုက်ကိုကျွန်တော်ဘယ်အသင်းဘယ်အသင်းဘယ်အသင်းမှဆိုပြီးအကုန်လုံးပြောခဲ့တယ်အဲ့တော့ဒီပွဲကိုတော့ကျွန်တော်အနေနဲ့မရှင်းပြတော့ဘူးမရှင်းပြတော့ဘူးမဟုတ်ဗျာမပေးတော့ဘူးလို့ပြောရအောင်နော်မရှင်းပြတော့မဟုတ်ခုနကရှင်းပြပြီးပါပြီဒီကောင်ကကျွန်တော်တို့အပြင်လောကရာဆိုရင်ကောင်းတယ်ဒါပေမဲ့ကိုယ်အိမ်ပြန်လဲနေကောင်းတယ်လှရပါတယ်ဘာညာဟောဗျာဒါပေမဲ့ဒီမှာကျတော့သူကရှုံးနေဗျာ ကျွန်တော်အဲ့ကောင်ပေးလိုက်ရှုံးနေသုံးလေးကပဲသူကောင်းလို့ဆိုပြီးရှုံးတာပဲအဲ့ကြောင့်ဒီပွဲကိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ခြင်းနဲ့တကယ်လို့များတာဒီနေ့တာထက်ပြီးတော့ဒီလာစီယိုဘက်ထက်ရှုံးခဲ့မယ်ဆိုရင်တော့ကျွန်တော်နောင်ဆိုရင်ဒီကောင်ကြတဲ့အကောင်အရှုံးဘက်ကတွားရမှာပေါ့နော် ဲ့တော့ဒီဘက်ကဘိုလုံးညာကလည်းဒါ just အနေနဲ့ပဲဒီလိုအလဲလက်ကလေးရနေတွားနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကိုတော့ရွေးချယ်မပေးလိုက်တာကိုတော့ကျွန်တော်ကိုနားလည်ပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ကဲအဲ့တော့ကျွန်တော်အရှိမအားလုံးအောင်6ပွဲကြည့်ပေးထားပါတယ်။မနေ့ကတော့ဒါဒတာဝါနဲ့ကြားခဲ့တဲ့ကတိပေါ့နော်အကုန်လုံးကတော့ဒါဟိုဘက်ကအဲ့အသင်းတွေအကုန်လုံးအနေကတိနဲ့ထွက်ပြီးတော့ပေါ့နော်တော်တော်လေးအခြေအနေဆိုးသွားတာမျိုးရှိတယ်။ကဲအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့ပေါ့နော်အကောင်းဆုံး brother တို့ကိုကြည်ပေးထားပါတယ် ခုနပြောလိုပဲမန်မာဝင်ရင်တဲ့ချက်ကိုကြီးတွေက Viber 39 0943 423 2နဲ့မှာလာရောက်မေးမြန်းလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့အဲဒီနေ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုပေါ့နော်ဒီမှာပဲအဆုံးသတ်ခွင့်ပြုပါထုံးစံတိုင်းကျွန်တော်တို့အောင်စီအောင်မောင်းလေးတီးလိုက်မယ်ဗျာနော်။ကဲကျွန်တော်ပြည့်ရဲ့ပွဲအားလုံးပဲအောင်းဝင်းပါစီဗျာ။ ဲမနှက်ဖြန်ကျွန်တော်တို့အနိုင်နေနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲမနှက်ဖြန်မှာပြန်လဲဆုံတွေ့ပါမယ်မနှက်ဖြန်6နိုင်ပါဘိုင်းမယ်ပါ